ားလုံးပဲမင်္ဂလာပါ Data Forward Channel ကနေပြောပြန်လည်ကြိုဆိုလိုက်ပါတယ် Data ကကိုကိုလို့အတွက်ပေါ့နော်ပွဲစဉ်နှစ်ပတ်ကိုရွေးချယ်ပေးထားတယ်မပြောခင်မှာ Data ရဲ့ YouTube Channel ကို Like and Subscribe လုပ်ထားဖို့တော့မှာကြမှာရရှင်း ပထမအောင်ဆုံးအနေနဲ့ပေါ့နော်ဘူကယ်ရီးယားနဲ့ဂျော်ဂျီယာပွဲစဉ်ကိုတတားအသုံးသက်ပေးမယ်။နှစ်သေးစလုံးကချေဆွဲနေတာတော့ကြာနေတယ်။ဘာလို့လဲဆိုတော့ပေါ့နော်ဒီပြီးခဲ့တဲ့ဒီပွဲတွေမှာဆိုတဲ့ဘူကယ်ရီးယားကပေါ့နော်6ပွဲဆက်ပြီးရှုံးခဲ့တယ်။ဒါကိုးတွေရဲ့တပွဲမှတော့မရှိဘူး။သူနဲ့ထပ်တူပေါ့နော်ဒီဂျော်ဂျီယာကလည်း၄ပွဲကိုရှုံးထားပြီးတော့ပေါ့နော်ဒီတပွဲပဲနိုင်ခဲ့တယ်။တိုက်စစ်ရောခံစစ်ရောဒီမကောင်းတဲ့အသင်းနှစ်သင်းကိုတော့ပြောရမယ်ရှင်။ထိတ်တာတွေးဆုံတဲ့ဒီ၄ပွဲမှာဂျော်ဂျီယာက9ပွဲတော့နိုင်ခဲ့တယ်။ရှုံးပွဲများနေတယ်ပေါ့နော်ဒီနှစ်သင်းကဒီပွဲမှာ တော့အနိုင်အရှုံးကိုဆုံးဖြတ်ရမှာတော့ဖြစ်တယ်။နိုင်တဲ့အသင်းကတော့နောက်တဆင့်ကိုတလန်းသွားပြီးတော့ပေါ့နော်။ကျန်ရခဲ့တဲ့အသင်းကတော့ပြုတ်သွားမှာဖြစ်တယ်။ဂျော်ဂျီယာကတလုံးအပြည့်ရှုံးတဲ့ဘိုးဘောင်းကနှလုံးတရာရှုံးတော့အေးထားတယ်။ပေးထားတဲ့ကြေးကိုပေါ့နော်ဒီမရတော့ဘူးတော့ထင်တယ်1 C 2 C လောက်တော့ဖြစ်သွားလိမ့်မယ်။ဒါသာရဲ့အမြင်ကားတော့ပေါ့နော်ဒီဘွားတော့ဘိုးမပေါ်လောက်ဘူးကိုအောင်တော့ဖြစ်လိမ့်မယ်နိုင်ငံ့ပွဲတွေဖြစ်လို့ပေါ့နော်ဒီအများကြီးတော့မျောလင့်ထားလို့တော့မရဘူးရှင်ဒါသာကဂျော်ဂျီယာဘော်ဒီနဲ့ကိုအောင်ကတော့တုံးတက်ထားပါတယ် အာနောက်ထပ်ပေါ့နော် BR rule နဲ့ grip ပွဲစဉ်ကိုသုံးသပ်ပေးမယ်။အာနိုင်ငံအသင်းတွေထဲမှာပေါ့နော်ဒီခြေဆွမ်းကောင်းတဲ့အသင်းရှိတယ်လို့ခြေဆွမ်းမကောင်းနေတဲ့အသင်းတော့ရှိတယ်။ဒီပွဲမှာ BR rule ကခြေဆွမ်းမကောင်းတဲ့အသင်းထဲမှာတော့ပါတယ်။ပြီးခဲ့တဲ့ဒီ၅ပွဲမှာပေါ့နော်ဒီရှုံးပွဲကြီးပဲသူရှိနေတယ်။ ဂရိကလည်းနိုင်ပွဲနဲပြီးတော့ပေါ့နော်ရှုံးဘွက်က၃ဘွက်ဆက်ရှိနေတယ်၅ဘွက်မှာတော့ဘုံမပေးရတဲ့ပွဲတော့မရှိဘူးနှစ်တိစလုံးကရမှတ်ကောင်းတဲ့အထဲမှာတော့မပါနေဘူးရှင်ဒီဒီပွဲမှာပေါ့နော်ဒီပွဲတိုင်းရှုံးနေတဲ့ BR ကလည်းမျော်မျော်လင့်ပဲနိုင်ွားနိုင်တယ်လို့အဂရိဘက်ကလည်းနိုင်ကိုရဝါနိုင်တယ်ထိုက်တာတွေ့ဆုံတဲ့နှစ်ပွဲမှာနှစ်တင်းကတပွဲစီတော့သူကအနိုင်ရရှိထားတယ်ဘယ်အတင်းကဒီနေ့ပွဲမှာထပ်ပြီးအနိုင်ယူလဲဆိုတော့စောက်ကြည့်ရမှာဖြစ်တယ်ခြေထဲမှာတော့ဂရိဘက်ကပေါ့နော်တစ်လုံးတရာရှုံးဆိုတော့နှလုံးအပြည့် ရမှာပေါ့နော်ခြေအပြည့်စားရမှာဖြစ်တယ်ဘိုးပေါင်းကသုံးလုံးတွေရောပေးထားပါတယ်အကိုတို့အကြိုက်တွေ့ရင်တော့လိုက်ကစားလို့ရပါတယ်တခါက green body နဲ့ဘိုးပေါင်းတော့တုံ့တက်ထားပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲရှင်နောက်ရက်ဒီမှာလည်းပြန်ဆောင်ကြပါဦးရှင်